ရီးနဲ့မတ်လင်ကိုတက်40တိုင်ခဲ့ပြီဟုတ်လားဟိုမြို့သမီးတယောက်ကသူ့ယောက်ျားရဲ့ညီနဲ့ဖောက်ပြန်လာအဲ့ဒီမှာလင်ဖြစ်တဲ့သူတဲ့ညီဖြစ်တဲ့လူကိုပို့ပြီးတော့မျက်နှိုးတဲ့အတွက်ကြောင့်ဒီလင်ကိုတက်ခိုင်းတာနော်သူညီဖြစ်တဲ့လူဟာအကိုတက်ရမယ်ဆိုတဲ့အခါကျတော့သူကလုံးဝလက်မခံဘူးဒါပေမဲ့နောက်ပြောပါများတဲ့အခါကျတော့ဒီအဲ့လိုဆိုရင်တက်မယ်ရှင်ပြီးတော့ဘာလို့တက်ရမှာလဲဆို မင်းရေစိတ်ကအဲ့ဒီခရက်ပင်လေးကလည်း꿰ပြီးတော့စောင့်နေငါမင်းရဲ့အကိုရေစိတ်ကိုရောက်လှုပ်လိုက်တယ်ဒါနောက်ပါနေလဲဓာတ်နဲ့ခုတ်တက်လိုက်ချင်ခိုင်းအဲ့ဒါယောက်ျားဖြစ်တဲ့လူကိုခေါင်းတန်းပါညာရှာပြီးမင်းဒီနေ့အလွန်ညစ်ပတ်ပါလေဟိုကရေစိတ်သွားပြီးတော့ရေသွားချိုးချပါချိုးချိုးတာတာပြောတယ်ယောက်ျားဖြစ်တဲ့လူကတကယ်ကိုตายရတဲ့စိတ်နဲ့ရေစိတ်ကိုသွားငါမိမအခါတိုင်းငါ့ကိုဒီလိုချိုးတာတဲ့စကားတခါမှမပြောဘူး ်ဒီနေ့ငါ့ကိုချူတာတဲ့စကားပြောတယ်။ပြောမှာဘောသူ့ကိုတက်ချင်လို့ဟုတ်လား။ဒါသူမသိဘူးလေ။မသိတဲ့ခါကျတော့အဲကြီးနူးပြီးတော့သွားအဲ့ဒါရေခရက်ပင်သားလည်းရောက်ရောက်ကြီးစိတ်ကဆီးပြီးတော့သူ့ရဲ့ဒီဟာသူ့ကိုတတ်လိုက်တယ်။တတ်လိုက်တဲ့အခါကျတော့သူ့စိတ်ကဘာရှိနေတော့ဒီကြီးနူးနေတဲ့ตาရနေတဲ့စိတ်ရှိဘူးပုံမှာတော့ဒီမျိုးသမီးပေါ်ပါဟုတ်လား။အဲ့တော့ဘာဖြစ်တော့ဆိုတော့အဲ့ဒီအိမ်မှာထမွေလေးသွားဖြစ်တယ်ဟုတ်လားအဲ့အဲ့ထမွေဟာ ဒီမျိုးသမီးကိုစွဲလန်းပြီးတော့ဖြစ်တာဆိုတဲ့ခါကျတော့ဒီမျိုးသမီးအိပ်ပြီးဆိုရင်အဲ့ဒီပေါ်ကြီးပြစ်ပြချရတဲ့အိမ်ခေါမိုးကနေအံ့ဩစရာနော်အဲ့ဒါနဲ့ဒီမျိုးသမီးကရိပ်မိတယ်ဒါငါ့ယောက်ျားဖြစ်မယ်နဲ့တူတယ်ဘာမှအကြောင်းမဲ့ဒုက္ခနာကိုပေါ်ကိုအိမ်ခေါမိုးကနေပြစ်ချရာကြောင်းမရှိအဲ့ဒါထပ်ပြီးတော့တက်ခိုင်းတယ်ဒီမျိုးရောနော်တက်ခိုင်းတော့အဲ့ဒီမျိုးကတေသွားတာပေါ့တေသွားတဲ့ခါကျတော့ဘယ်ရောက်ဘာဖြစ်တော့ဆိုတော့အဲ့ဒီအိမ်မှာ ွေးလေးလာဖြစ်တယ်။အဲ့ဒီခွေးလေးကဒီမျိုးသမီးကိုအလွန်မြန်လို့တဲ့အသွားလေးကတကောက်ကောက်လိုက်တယ်။တပေကအိမ်ကလူတွေကလည်းအိဒီနာချင်းတွေကလည်းခွေးမုံရှုမှလေးဘဲသွားပါလို့စကြတော့ကြ။ကြားတော့သူရိပ်မိတယ်ဒီခွေးကငါ့ကိုခင်တွယ်လွန်းနေပေါ့။ဒီလူမြန်ဖြစ်မလားမသိဘူး။တက်ခိုင်းပြန်နေတယ်။တက်ပြန်နေတက်တဲ့အခါကျတော့နောက်နွားလေးလာပြီးတော့ဖြစ်တယ်ဒီအိမ်မှာပဲ။ဟုတ်လား။အဲ့ဒီနွားကလည်းဒီလိုပဲတကောက်ကောက်လိုက်တယ် ရေးမိပြန်တယ်အဲ့ဒါနဲ့ထပ်ပြီးတော့တက်ခိုင်းပြန်တယ်သေရပြန်တယ်ဘယ်နှဘွားရှိပြီးတော့လေးဘွားမကြီးနဲ့မတ်လင်ကိုတက်40တိုင်ခဲ့ပြီလောဘရဲ့ဒုက္ခနဲ့ကိုနဲ့ကိုအမြဲတမ်းရှင်ဆက်နေသေးတဲ့သဘောကိုယ်ကိုတတ်မဲ့လူစီကိုပဲပို့နေတယ်ကိုယ်ကိုတတ်မဲ့လူစီကိုပဲပို့နေတယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ငါးခုမြောက်ဘွားကျတော့အိုးတောင်ဆိုးသွားတယ်ဘယ်ရောက်တော့ဆိုတော့အဲ့ဒီတက္ကမပိုက်ထဲရောက်သွား ဲ့ဒါမွေးဖွားလာတဲ့အခါကျတော့ဒီကလေးကဇတိတ္တရညာရတယ်။အော်ဒီမိမငါ့ကိုတတ်တာလေးကရှိ။အဲ့လိုတိသွားတဲ့အခါကျတော့မျက်နှိုးတဲ့စိတ်ကမရှိတော့မရှိတော့ဒီအမျိုးသမီးကသူ့ကိုနိုးတိုင်းမလို့ဂိုင်တိုင်းထီတိုင်းဒီကလေးကတွန့်တွန့်လူငိုတယ်ဘလို့မှထိမကမေးဆိုတော့ဒီသားကိုချစ်တယ်လေဒါသူတတ်လို့ဖြစ်လာတဲ့လူဆိုတာလေသူကဘယ်သိမှာတော့ ဟုတ်လားတတိမအီကလည်းဘလို့ကြည်ကွဲနေမှာတော့ဘဝတွေကအဲ့လိုသွားနေတာဟုတ်လားအဲ့ဒါနဲ့ဒီကလေးကအထီမခံနောက်စကားပြောတတ်တဲ့အွယ်ရောက်တဲ့အခါကျတော့အဖိုးဖြစ်တဲ့လူကငါမြည်ရဲ့မင်းအမေကထီရင်ဘာလို့ငိုရတာလဲဒီဖိုးလည်းပုံမှန်ပဲကြီးတယ်ဖိုးကပဲသူ့ကိုပြုစုဆောင်ရှောက်ရတာဘာလို့မင်းမေထီရင်ငိုတာလဲဆိုအမေမဟုတ်ဘူးအဲ့ဒါရန်သူကျုပ်ကိုတတ်တာလေးဘဝရှိတယ်အဲ့ဒါလည်းအကုန်လုံးပြန်ပြီးတော့ဖိုးကိုပြောပြနေတယ် ပြောပြတဲ့အခါကျတော့အဲ့ဒါမြေဖို့နေအောင်အလွန်တန်ဝေကရတဲ့အတွက်ကြောင့်အဲ့ဒါယဟန်ပြုရတယ်သူကကိုရင်လေးဝဲဖို့ဖြစ်တဲ့သူကယဟန်ပြုတယ်အဲ့ဒါယဟန်နာဖြစ်ကြတယ်လို့အဲ့လိုမှတ်တမ်းတင်ထားနော်ဒါဘုံကဘာကိုပြောတာလဲတန်ယောဂဟုတ်လားလောဘဟာဒုက္ခနဲ့ကိုနဲ့ဟိုမကွဲမကွာအမြဲတမ်းရှင်ဆက်ထားတဲ့တဲ့သဘောရှိတယ်ဆိုတာလေးကိုပြောပြတာ